ဒီဇင်ဘာလတည့်ရက်နေ့သူတို့ကိုတင်မေးဖမ်းဆီးပါစေအသက်ရှင်လျက်မယနာနိုင်ငံတို့ဆင့်သက်ကြပါစေအကြောင်းလူကဒုစရိုက်တို့သည်သူတို့နေရာတွင်သူတို့အထင်းနိုင်ရှိကြ၏ငါမူကားဖျားတခင်ကိုပဋ္ဌာနာပြု၍ထာဝရဖျားသည်ကဲတင်တော်မူမည်စာလကံခန်းကြီး95ခန်းငယ်15မှ16 မေရိကန်နိုင်ငံ၏နံပါတ်1လူမှုရေးပြဿနာမှာအိမ်တော်ပြိုကွဲခြင်းဖြစ်ပြီးတစ်ချိန်တွင်ကျွန်တော်တို့၏လူအဖွဲ့အစည်းကိုဖျက်ဆီးစေနိုင်ပါတယ်။လူအဖွဲ့အစည်းတိုင်းအခြေခံအကြဆုံးယူနစ်မှာအိမ်တော်မိသားစုဖြစ်ရထိုယူနစ်ပြိုကွဲပြီးတပ်ဆိုင်ရာလူအဖွဲ့အစည်းအတွက်အန္တရာယ်ရှိလေ။ဤကိစ္စရဲ့မှာတရင်ပြောင်းရင်တိတာအထင်ရှားဝင်ရာပြ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 မပါရှိတော့လေချခဲ့လို့အမေရိကန်လူအဖွဲ့အစည်းနှလုံးနှလုံးနဲ့ဗဟုချက်ကို တဖြည်းဖြည်းဖြည့်ဆည်းလျက်ရှိပါတယ်။ထို့ကြောင့်အိမ်တော်ရေးဖြစ်စေမိသားစုဖြစ်စေအိမ်မှုရေးရာဖြစ်စေကျွမ်းကျင်သူဆိုသူများတမန်ကျမ်းစာဘက်ပြန်လည်လာရင်ဖြစ်ပါတယ်။အဓိကအချက်မှာအရင်ဥယျာဉ်၌ပထမဆုံးအိမ်တော်ပြုခြင်းကိုဆောင်ရွက်ပေးခဲ့ပြီးယောက်ျားနှင့်ဇနီးကိုပေါင်းစည်းပေးသည့်ဘုရားသခင်ကိုဖယ်ထားပေးဖြစ်ပါတယ်။ယနေ့တွင်ဆုတောင်းခြင်းကျွန်တော်တို့နိုင်ငံမှာရှိတဲ့အိမ်တော်စုတွေအတွက် ဆူတောင်းပေးပါတယ်။ဘုရားသခင်ရဲ့မေတ္တာနဲ့ဉာဏ်ပညာနဲ့လမ်းမပြဘူးဆိုရင်ကျွန်တော်တို့လူအဖွဲ့စည်းပြိုလဲပြည့်စည်ပါမှာဖြစ်ပါတယ်။အာမင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဆုအထူးပဲတင်ရှိပါတယ်ခင်ဗျာ။မနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်။အားလုံးကိုဂျေဆုအထူးပဲတင်ရှိပါတယ်။နောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ။